မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ကျမတို့ဒေါနာ TV ရဲ့တက်မတော်တဲ့ကစကားသက်အစီအစဉ်အနေနဲ့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့အန်အခြေဆိုင်နာပါခါကရေးမိတူရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်ကျမကတော့ရခိုင်ပြည်နယ်အမ်းမြို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှရေးမိတူဖြစ်ပါတယ်ကျမရဲ့အမျိုးသားက တက်ချက်ကြီးစီတယောက်ဖြစ်ပါတယ်အမ်းမြို့တမိုင်ကုန်းတိုက်ပွဲဖြစ်စဉ်တွင်လမောင်းကြီးဖောက်ထွက်ကပခုံးကြီးရှက်ထိပ်ပြီးဒဏ်ရာရရှိထားပါတယ် တိုက်ပွဲအတွင်းအထက်အရာရှိ၏အမိဖြစ်စုတ်ခွာစဉ်လမ်းမှာပျောက်ဆုံးသွားခဲ့ပါသည်။တေလာရှင်လာလည်းမသိရပါဘူး။ဒဏ်ရာရရှိထားကြောင်းကိုလည်းအထက်မှ သိရှိပြီးဖြစ်၍နိုင်ငံတော်မှပေးအပ်တဲ့ဒဏ်ရာရစစ်တီထောက်ပံ့ငွေ9000ကျပ်ကိုလည်းရရှိခဲ့ပါသည်။ဒါ့ပေမဲ့စစ်ပြေးကြေညာထားလို့လစာမရရှိခဲ့ပါဘူး။ကျမရဲ့အမျိုးသားဟာတမတော်မှာနှစ်20ကျော်အထိတစ္ဆာရှိရှိနဲ့စစ်စည်းကမ်းနဲ့အညီမှင်းနေမရှိနေထိုင်ခဲ့ပါတယ်။ မိသားစုနဲ့အတူရှိနေစဉ်အချိန်မှာလဲတာသမီများအရေရောက်လာရင်တတ်သေးသွင်းမယ်လို့ပြောတဲ့အထိတက်မတော်ကိုချစ်မြတ်နိုးခဲ့ပါတယ်။အခုလို့ဖြစ်ခဲ့ရတော့ရင်နာလို့မဆုံးပါဘူးရှင်။ပကုံးမမတာဝန်ရှေ့မှာရန်သူနောက်မှာခုံယုံရင်ထဲမှာမိသားစုဆိုတဲ့စကားအတိုင်းဘလို့မှမခံစားနိုင်တော့လို့ရင်ဖွင့်ရခြင်းဖြစ်ပါတယ်ရှင်။ကျမတို့မိသားစုခံစားရတဲ့ကဲ့သို့တခြားသောစစ်တီမိသားစုတွေလည်းရှိပါတယ်ရှင်။စီလဲမကူရအစာငတ်ရင်ငတ်နဲ့တိုက်ပွဲဝင်ခဲ့တဲ့ ဒဏ်ရာရစစ်တီတယောက်ကိုအခုကဲ့သို့မလုတ်သင့်ဘူးလို့ခံစားရပါတယ်။စစ်ပြေးတယောက်ရဲ့ဇနီးစစ်ပြေးတယောက်ရဲ့သားသမီးမဖြစ်ချင်ပါဘူးရှင်။အခုရင်ဖွင့်ရတာဟာလေဘသူကိုမှနင်းနာစီလိုစိတ်မရှိပါဘူး။စစ်တီကောင်းတယောက်အတွက်အမှန်တရားကို အထက်လူကြီးများအားသိစေလိုပါတယ်။မိသားစုတယောက်ချင်းစီရဲ့ဘဝတွေနဲ့ရင်းထားရတာကြောင့်အထက်မှပြန်လည်ကြည့်ပေးစေလိုပါတယ်ရှင်လို့ရေးသားပေးပို့လာပါတယ်ရှင်ကျမတို့အစီအစဉ်ဟာ တမရော်သားတွေနဲ့တပ်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမရော်သားအရာရှိစစ်သည်တွေအင်အောင်တဲ့ရဲမြစ်တွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင်မက်ဆေ့ဘောက်ကနေတစိစာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာတဲ့သူတွေကိုကျမတို့အခွေသားတွေကလှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။